ကဲကျွန်တော်တို့ဆက်လက်ပြီးတော့ဗုဒ္ဓဘုရားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးတော့မှဖြစ်ပါတယ်ကျွန်တော်20ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီး26ရက် AB လ2025စနေနေ့အထိတပတ်တာကာလအတွင်းဗုဒ္ဓဘုရားသမီးရဲ့ကံကြမ္မာကိုဒီတပတ်အတွက်လမ်းညွှန်ဟောကြားပြီးတော့မှဖြစ်ပါတယ်အဲ့တော့လက်ရှိအချိန်ဒီမှာငလင်ဘေးတင့်နေတဲ့မိဘပြည်သူညီကောင်မတော်မှမြားလဲအမြန်ဆုံးဘေးရန်ရဲ့ဇူးတွေဒုက္ခဇူးတွေကနေလွတ်မြောက်ပြီးတော့เนาะချမ်းသာ ရနိုင်ကြပါစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပါတယ်ဗျ။အဲ့တော့ဘုရဘူးသားသမီးတွေကဘုရဘူးသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကောင်းသောခီးတွေကြုံရမယ်ခီးသွားရမယ်အကျိုးရှိတဲ့ခီးတွေဖြစ်မယ်အရေးကြီးတဲ့ခီးကိစ္စတွေလှုပ်ချင်းပြအောင်မြင်မယ်အလုံမှာယာရူးတိုးတာဝင်ငွေတိုးတာမျိုးတွေဖြစ်မယ်ကိုလောက်ကန်ကြံစီတဲ့အရာတွေကဒီတစ်ပတ်လာမှာအပေါလန်းတဲ့ပြီးတော့အဆင်ပြေအောင်မြင်မှာဖြစ်တယ် ကိုယ့်အလုံးနဲ့ပတ်သက်လို့အလုတ်ကင်ခွင်းလန်းနဲ့ပတ်သက်လို့လည်းကုညီမဲ့သူမားစားမဲ့သူတွေပေါ်များမယ်အဲ့တော့အရေးကြီးတဲ့အလုတ်ကိစ္စတွေအကောင့်တွေပေါ်လှုပ်ဆောင်ခြင်းဖြစ်ဒီတော့တာမှာအောင်မြင်နိုင်တဲ့တပတ်တာကာလဖြစ်ပါတယ်လားတူပဲဒီတပတ်တာမှာဆိုရင်တော့ကလာကိုယ့်ရဲ့ကိုယ်ပိုင်အကြံဉာဏ်အတွေးခေါ်နဲ့အဲ့ဒါလှုပ်ခြင်းဖြစ်အောင်မြင်မယ်အဲ့တော့ကိုကဒီတပတ်တာမှာထူးထူးခြားခြားဘူးတုဒ္ဒရရတာအတွေးခေါ်ကောင်းနေရတာအဲ့လားသို့မဟုတ်တရားဓမ္မနဲ့ပတ်သက်တဲ့အသိဉာဏ်တွေကိန်းအောင်တာ ဒါမျိုးတွေဖြစ်မယ်ပေါ့နော်ဘူးသူဒူးတွေရတတ်တယ်ဉာဏ်ပညာဓူးတွေရတတ်တဲ့တပတ်တာကာလဖြစ်တယ်ပြီးခဲ့တဲ့အရာမှာကိုမသိခဲ့တဲ့အရာတွေကဒီတပတ်မှာမအောင်ဘယ်လိုပဲအကြောင်းဆိုတာကိုကိုပြန်ပြီးသိခွင့်ရတာမျိုးတွေဖြစ်မယ်ပေါ့အဲ့တော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေလည်းရမယ်ပေါ့အဲ့တော့စတုအကျိုးပေးလုပ်ငန်းတွေဟလာစတုလုပ်ငန်းတွေအကျိုးတူပူပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေအောင်မြင်မဲ့တပတ်တာဖြစ်တယ်ဆက်သွယ်ကောင်းတွေရမယ်မိတ်ဆွေကောင်းတွေတိုးပွားမယ်ဆိုတဲ့တပတ်တာကာလဖြစ်ပါတယ်လူငယ်များဖို့ အခြေအိမ်တော်ရဲ့မြေတားရင်းနဲ့ပတ်သက်တော့အနှဲငယ်စိတ်ဆိုးစိတ်ကောက်တာမျိုးလေးတွေဖြစ်တတ်တယ်။စကားပြောရအများတတ်တယ်။စွန့်ရင်လောက်တဲ့အခြေအနေမှာတော့မရှိဘူး။ကျမ်းမာရင်းနဲ့ပတ်သက်လာရင်လေအောင်တာလေထိုးတာအစာမကြေတာမျိုးတွေဘိုက်နာဘိုက်အောင်တာမျိုးတွေအနှဲငယ်ဖြစ်တတ်တယ်။ဒါလည်းစွန့်ရင်လောက်တဲ့အခြေအနေမှာမရှိပါဘူး။ကိုပိုင်လုံကအယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့ဒီဘက်တာမှာအလွန်အားကောင်းတဲ့အချိန်ဖြစ်တယ်။အဲ့တော့ကိုပိုင်လုံကနေမကောင်းဆိုရင်တော့ဒီဘက်တာမှာတော့ပြန်လဲဥမော့ကောင်းမွန်လာမှာဖြစ်ပါတယ်။အဒီပြင်ဒီတစ်ပတ်မှာဆိုရင်ဟုတ်လား ငွေကြေးနဲ့ပတ်သက်လက်လာပတ်ပေါ်များတာဝင်ငွေတွေရပ်တန့်နေတာငွေကြေးမလဲပတ်တာတွေကပြန်လဲလဲပတ်အားကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကအလွန်ကန်ကောင်းနေတဲ့နေရာမှာပါတယ်အထူးအဖြစ်အလုတ်ကန်အခွင့်လန်းအလွန်ကန်ကောင်းတယ်ဆိုတဲ့တစ်ပတ်တာဖြစ်တယ်အဲ့တော့ဒီတစ်ပတ်မှာဟဲ့လားလုပ်ငန်းစတင်တာတို့နော်အိမ်ပြောင်းအိမ်ရွှေ့လောက်တာတို့အလုတ်နေရာတိုင်းအပြောင်းလောက်လောက်တာတို့ဟဲ့လားအဲသို့မဟုတ်အခြားသောအလုတ်ကန်အခွင့်လန်းနဲ့ပတ်သက်တဲ့အရေးကြီးကိစ္စတွေပြောမယ်ဆိုမယ်လုပ်မယ်ကင်မယ်တို့ နော်အဲ့ဒါအလုတ်သွားကြမယ်အင်တာဗျူးပြင်မယ်တို့အလုတ်ကိစ္စတွေကိုပုံမှန်အခြေအနေထက်ဒီတက်ကောင်းတဲ့အခြေအနေတွေကိုဟလာအဲလောက်ကန်ကြံစီတာမျိုးတို့စသဖြင့်ဒီလိုကိစ္စတွေဆိုရင်ဒီတစ်ပတ်တာမှာကို့မှာရည်ရွယ်ကြံစီထားတယ်ဆိုရင်ဒါတွေကိုလှုပ်ဆောင်အကောင့်နဲ့ပေါ်ချင်းဖြစ်အဆင်ပြေကန်ကောင်းမှာဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်လည်းစိတ်ညစ်စရာပူစရာမလိုဘူးဝင်ငွေတွေအကောင်းလာမဲ့သဘောမှာရှိပါတယ် အဲ့တော့ဒီတစ်ပတ်ကကံကောင်းနေတဲ့တပတ်တာလို့ပြောလို့ရပါတယ်ဒီတစ်ပတ်အတွက်ကံကောင်းလက်ရွှေအကျိုးပေးကဏ္ဍဒီခုနှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းမှာအညိုအယောင်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအတွက်ပါ